အမေမင်္ဂလာပါကျွန်တော်စာကလေး YouTube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်။တော့ဒီကနေ့တင်ဆက်ပေးမယ့်ကြောင်းလေးကတော့တတိယပြတ်တပတ်စာမူကနာနေပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော် channel ဆိုရင်ဖြစ်တူတီ 3D video လေးတွေကိုအဆက်မပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ subscribe လေးနှိပ်ပေးထားဖို့တောင်းဆိုပါတယ်။ဆိုတော့ကျွန်တော် video လေးကိုစာလိုက်ကြရအောင်။ကျွန်တော်မူကနာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဂတိအတိုင်းကျွန်တော် site နဲ့ပြမယ်ပေါ့နော်။ site နဲ့ပြရမယ်ဆိုရင် site ကိုအရှိကြီးမပြဘူး။ site အရှိကြီးပြလို့ရှင့်အချို့မကြည့်တတ်တဲ့လူတွေကြတော့ရှုပ်သွားမှာဆိုလို့လေနော်။ကျွန်တော် site မဆိုင်ပဲပြမယ်ပေါ့နော်သုံးမွေးကနားတို့ထွက်တဲ့မွေးနှံတွက်တဲ့ဆိုင်ကိုနှစ်ပင်ပဲပြမယ်ပေါ့နော်နှစ်ပင်ပဲပြမယ်ဒါပေမဲ့ရှေ့ပင်ဒီမှာမှန်ထားပါတယ်မယုံကူပါဘူးလုပ်ကြည့်လို့ရပါတယ်ပေါ့နော်ဘူလုပ်ကြည့်လို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးစလိုက်ကြရအောင်ဗီဒီယိုလေးစလိုက်ကြရအောင်ဆိုတော့ကျွန်တော်မွေးနှံဖြစ်ရတဲ့ကြောင့်မလို့ဒီကခွန်ရယ်ဒီကရှေ့ရယ်ဒီကနှစ်ရယ်အဲ့ခွန်ရှင်းနှစ် ခွန်ရှင်းနဲ့၃လုံးပေါင်းရင်ရရှင်းနဲ့2ပေါင်းရင်3ညာခွန်နဲ့ပေါင်းလို့ရှင်ခွန်ခွန်ဆိုတော့ကျွန်တော်တို့ကခွန်နဲ့ပါဝါကြတော့2ခွန်နဲ့ခါက3ညာခွန်နဲ့3ညာအခွေကိုမွေးရမှာပေါ့နော်ခွန်နဲ့3ညာအခွေကိုမွေးခွန်နဲ့3ညာအခွေကိုမွေးဆိုတော့ကျွန်တော်တို့ဘာထွက်မလဲဆိုတော့ခွန်2ရဲ့80 20ရဲ့ဆိုပြီးတော့အနက်3ခွက်ထွက်တယ်အနက်3ခွက်ထွက်တာကိုကျွန်တော်တို့ဒီမှာ အမနောက်တစ်ပတ်ဘူတဖူးနေ့ညနေမှာတော့ထွက်တယ်ပေါ့နော်အမ20ဆိုပြီးတော့တော့ထွက်တယ်တော့ထွက်တော့ဟုတ်ကဲ့ကျွန်တော်နောက်တစ်ပတ်တော့တွေ့ပြမယ်ပေါ့နော်နောက်တစ်ပတ်တော့တွေ့ပြမယ်ဆိုတော့နောက်တစ်ပတ်လည်းအတိုင်းပဲကျွန်တော်မုကနန်ကတော့ site လေးနဲ့ပြမယ်ပေါ့နော်မိတ်ဆွေတို့လည်းအိမ်မှာပြန်တွက်ကြည့်လို့ရအောင်လို့လေကိုဘကလည်းပြန်တွက်တတ်အောင်လို့ပြန်တွက်ကြည့်လို့ရအောင်လို့ကျွန်တော် site လေးနဲ့ပြမယ်ဒါမှမဟုတ်ဟိုနေ့တိုင်းလေးနဲ့တင်ပေးတဲ့ခါကြလို့ရှင်တော့ site ဒီပိုင်းမပြဘူးပေါ့နော်နေ့တိုင်းလေးနဲ့တင်ပေးတာကြတော့မိတ်ဆွေတို့ရွှေဘက်သီးတို့ဘာတို့ပေးရတာလေပေးရတော့ site တွေကမိတ်ဆွေတို့လည်းကြည့်တတ်မှာမဟုတ်ဘူးမိတ်ဆွေတို့လည်းကြည့်တတ်မှာမဟုတ်ဘူးဆိုတော့ကျွန်တော် site တွေပိုင်းနဲ့မပြောက်ဘူးအဲထားပါတော့ဗီဒီယိုလေးပြန်ဆက်အောင်ဗီဒီယိုလေးပြန်ဆက်အောင်ဆိုတော့ဒီက၃ညရယ်ဒီကအင်းရတာမျိုးနော်ဒီက၃ညရယ်ဒီက၂ညရယ်ဒီက၃ညရယ်၃ည၂၃ည၃လုံးပေါင်းခြင်းရကျွန်တော်တို့နှစ်ဆိုပြီးတော့ရတယ်နှစ်ပါပါခွန်နှစ်နှစ်ခက်လေးနှစ်ခွန်လေးအခွေမွေးရမှာပေါ့နော်ကျွန်တော်တို့နောက်တစ်ပတ် နောက်တစ်ပတ်အနေစပြီးတော့ကျွန်တော်တို့၄ချိန်ပေါ့နော်၄ချိန်ထွက်မယ်နောက်တစ်ပတ်၄ချိန်မှကျွန်တော်တို့နှစ်ခွန်လေးအခွေကိုမွေးရမယ်အပူပါမထည့်ရဘူးအပူမပါဘဲနဲ့မွေးရမှာပေါ့နော်အပူပါနဲ့မွေးရမှာဆိုတော့ကျွန်တော်တို့ခဏဟာဒီအောက်မှာပြရမယ်ကျွန်တော်ပြရမယ်ဆိုတော့မွေးကနဒီကနကကျွန်တော်တို့နှစ်ခွန်လေးအခွေဆိုတော့နှစ်ခွန်လေးအခွေဆိုတော့နှစ်ခွန် 2424ခွန်4ပေါ့เนาะ2424ခွန်4ဆိုတဲ့ကဏ္ဍ3ခုကိုမွေးရမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုလောက်တန်ဆုံးသက်လိုက်ရအောင်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှင် like and like and share လေးလုပ်ပေးဖို့တောင်းဆိုပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်